မြန်မာလွတ်လပ်ရေးတခုလုံးအခြေတရားထိုင်းနိုင်ငံကအင်္ဂလိပ်မြန်မာတမတော်အစမြန်မာတော်လှန်ရေးအစဟာဆိုရင်တော့ရဲဘော်သုံးချိတ်ကဖြစ်တယ်လို့ဆိုကြပါရယ်ဒီလိုမျိုးကြီးကျယ်ခမ်းနားတဲ့တမိုင်းဟာဗရက်နန်းတော်တွေထဲမှာစတင်ခဲ့တာမဟုတ်ဘဲနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကတမန်ရသားတဦးရဲ့နေအိမ်မှာစတင်ခဲ့တယ်ဆိုတာတော့မြန်မာနိုင်ငံမှာသိတဲ့သူနဲ့ပါမှာပါအဲရီအိမ်ကတော့မျက်စိကုတ်ဆရာကြီးဦးလုံးဖေရဲ့နေအိမ်မှာပဲ ။ဦးလုံးဖျားဆွေနော့မௌဒမမျိုးစားတိမွန်တိုင်းရင်သားတဦးဖြစ်ကအင်္ဂလိပ်လက်အောက်မနေလိုလို့အသက်25နှစ်အရွယ်မှာယိုရီးယားနိုင်ငံကိုထွက်ခွာလာပြီးမျက်စိကုပညာရေးကိုသင်ယူခဲ့တဲ့သူမျိုးချဲစိတ်ထက်သန်တဲ့သူ1942ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာဗိုလ်တိစဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်၃ချိတ်တွေအားဆွေနော့ဦးလုံးဖျားရဲ့အိမ်နံပါတ်9ရာဂျာဘော်ကင်လန်းထဲမှာအစည်းအဝေးလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဗုဒ္ဓေစာကမြမလွတ်လပ်ရေးအတွက်စစ်ပညာသင်ယူခဲ့တဲ့ပုံတွေနဲ့ဗမာလွတ်လပ်ရေးတပ်မတော် BIA ထူထောင်မဲ့အကြောင်းတွေကိုရှင်းပြတဲ့အခါမှာဥလုံးဖေရဲ့စီယုံမှုတွေနဲ့မြမတိုင်းရင်သားတရားကြောဆိုင်ရင်ပေးခဲ့ကြပါတယ်။ဒါဟာတိုင်းပြည်လွတ်လပ်ရေးအတွက်စိတ်ဓာတ်အားပြင်းနဲ့စူးစီးခဲ့တဲ့အရေးကြီးတဲ့နေ့တစ်နေ့ပါပဲ။အဲ့ဒီတမိုင်းဝင်အိမ်မှာပဲဗိုလ်တေစာနဲ့ရဲဘော်အုံချိတ်ဝင်တွေဟာဗမာလွတ်လပ်ရေးတပ်မတော်ဖွဲ့စည်းကလမောင်းသွေးဖောက်ပြီးတော့တစ်ဆာရီတောက်ခဲ့ကြတာပါ ပြောရမယ်ဆွေတော်ဘောကျောအောင်ဆန်းတို့ရဲ့အသက်ပေးကလေးစကားတွေဟာဘန်ကောက်ကဒီအိမ်လေးထဲမှာပဲမော်ကုန်းတင်နေတာဖြစ်ပါတယ်။ဦးလုံးဖျားဆွေတော်ယိုရီယာဘာသာစကားကိုပါကျွမ်းကျင်သူဖြစ်နေပြီးအိမ်ဝမှာမျက်စိကုဆေးရုံမြန်မာစေတိုင်းလိုမြန်မာလူရောထိုင်းလိုပါဆိုင်းပုတ်ချိတ်ဆွဲထားခဲ့ပါတယ်။အဲဒီလိုပါပဲဘောကျောအောင်ဆန်းအဲရုံကတခင်အောင်ဆန်းဟာဆိုရင်တော့ဂျပန်ပြည်ကိုစစ်ပညာသင်မှုအတွက်ထွက်ခွာနိုင်မှုအတွက်အင်္ဂလိပ်အစိုးရရဲ့ဖန်ဝရံကနေလျှို့ဝှက်ပုံအောင်ခံခဲ့ရတဲ့နေရာတစ်ခုဖြစ်ခဲ့ပါသေးတယ်။ အနာတော့ရန်ကုန်မြို့စကိုလန်းအမှတ်121မှာရှိနေတဲ့ဥကြော်ခင်ရဲ့နေအိမ်ဖြစ်ပါတယ်။ဥကြော်ခင်ကတက္ကစီအငါးကားထောင်နေသူငချောက်ပွဲရုံဖွင့်ထားတဲ့သူဖြစ်ကဒိုဘမာစီယုံတွေကိုလျှို့ဝှက်ကူညီထောက်ပံ့ခဲ့တဲ့သူဖြစ်ပါတယ်။ဒီလိုမျိုးအရေးကြီးတဲ့သူကိုဝတ်ထားပေးဖို့ဆိုတာကတကယ်ကိုအသက်နဲ့ရင်းရဲတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တာပါပဲ။ ။တခင်အောင်ဆန်းကိုတရုတ်ပြည်အမွိုင်းအထိလျှို့ဝှက်ပို့ပေးဖို့ကိစ္စတွေအတွက်ဦးကျော်ကရာတရုတ်သင်းမောသားတွေဝင်ထွက်နေတဲ့တန်ကျူစိန်ကလက်ကတရုတ်တထေးတန်ကျူစိန်နဲ့အဆက်အသွယ်လုပ်ပြီးတော့စီစဉ်ခဲ့တာပါ။တရုတ်တန်းလိုလူစီကားတဲ့နေရာကနေဒလိုလျှို့ဝှက် လုပ်ငန်းလုပ်နိုင်တာဟာဆိုရင်တော့ဦးကျော်ခင်ရဲ့လူပေါင်းစမ်းမှုကြောင့်ပဲဖြစ်ပါရည်။ 1940ပြည်နှစ်ဩဂုတ်လ9ရက်နေ့မှာတခင်အောင်ဆန်းနဲ့တခင်လှမြိုင်တို့ကိုဥကြောင့်ခင်ရဲ့အိမ်ပေါ်ထဲမှာပုံအောင်စီခဲ့ပြီးတရုတ်ဝစ်ဆောင်တွေနဲ့တန်လူရှောင်းတန်ကစုတောင်းဆိုတဲ့အမျိုးတွေပေးပြီးတော့ရုပ်ပြောင်းရုပ်လဲလုပ်ပေးခဲ့တာပါဘုကြောင်အောင်ဆန်းဟာဆွေးနော်အခန်းတွင်ရရောက်ချင်းမှာပဲစကားတစုံတရာမပြောဘဲနဲ့စာအုပ်ကိုစိတ်ဝင်တစားဖတ်နေခဲ့တယ်လို့မှတ်တမ်းရှိပါတယ်။တရုတ်သင်္ဘောသားဟန်ဆောင်မှုအတွက်ဥကြောခင်ကိုရိုင်းတရုတ်အင်ဂျင်နဲ့ဘောင်းမီတွေကို6မှု9မှုနဲ့ဝယ်ယူပြီးတော့ပြင်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။ ည9:00ကိုရောက်တဲ့အချိန်မှာပုံအောင်နေတဲ့အိမ်ကနေလျှို့ဝှက်စွာထွက်ခွာပြီးတရုတ်တန်းကိုဖြတ်ကာတင်မောစိတ်ကိုရောက်လမ်းလျှောက်ခဲ့ကြတာပါလမ်းမမသိငါဘွယ်လူနှအုပ်နဲ့ကြုံရပေမဲ့ဗိုလ်ချုပ်တို့ခြေလမ်းမပြတ်ခဲ့ကြပါဘူးတန်းစီလိုဆက်တဲ့အခါမှာခေါင်းကောင်အလေးပြုရတာအစားအသေးစိတ်လေးကျန်လှုပ်ဆောင်ခဲ့ရပါတယ်တမန်နဲ့တွားပြီးတော့ဟိုင်လီတင်မောဘော်ကိုဂျိုးလီကတိုင်တက်ခဲ့ကြတာပါတင်မောဘော်ကနေပြီးအင်္ဂလိပ်ရေချောင်းပလေးတွေကလုံးဝရိပ်မိမသွားခဲ့တာဟာလျှို့ဝှက်မှုအကြီးအကျယ်အောင်မြင်ခဲ့တာပါပဲ ဒါကြောင့်ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ဦးကျော်ခင်ရဲ့ကျေးဇူးတွေကိုမြမသမိုင်းမှာဘယ်တော့မှမမေ့လျော့တင်မှုလို့ရှင်ဘက်ကြီးနဲ့ပြောကြားလိုက်ပါရစေလားရှင်။ဒါအပြင်ဦးလုံးဖေးရဲ့အိမ်ဦးကျော်ခင်ရဲ့အိမ်တွေဟာတမန်အိမ်တွေမဟုတ်ဘဲနဲ့မြမလိုလည်းရေးသမိုင်းအတွက်မရှိမဖြစ်တဲ့မှတ်တမ်းတဲ့နေရာတွေပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့။ဒီကနေ့မှာတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါ။နောက်တစ်ခါမှရွှေဘို channel မှာပြန်လည်ဆုံတွေ့ချင်ပါတယ်ရှင်။